မကွေးတိုင်းဒေသကြီးကန့်ကောင်းမြို့နယ်ကနေဝင်ရောက်ရှင်ပြိုင်မဲ့ပြည်ခမ်းမြို့ပါတီကိုယ်စားလှယ်လောင်းဦးလဆွေရဲ့မဲဆွယ်ခီးစဉ်စတင်နေတဲ့သတင်းကိုတော့ဒေါက်ခင်မင်းစောကပေးပို့ထားပါလိမ့်ခင်ဗျာ။ကဲဘော်လီမာကြီးကလာရတော့မေးကြည့်။ဘော်လီမာကဘူရီလာစလားကိုတိုင်းရင်းသားဖြစ်ပြီးဘောဓုလာရခင်ဗျာ။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 ဒါကျွန်တော်တို့နိုင်ငံတော်ဒေါက်တာကြီးရဲ့ဦးသိန်းစိန်ရဲ့တခါကြီးပါတီဦးတိုင်းရဲ့ရပ်တီချက်နဲ့ ဆိုပြီးရွာရဲ့ရပ်တည်ချက်ဟာအထက်သေးချောင်းကြီးရတဲ့အတွက်ဝမ်းရောက်ကုန်ယူယူရတဲ့ခင်ဗျာဒီခိုင်ပြပါဒီကမြို့သားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးလာစွေရဲ့မဲဆက်ခီးစဉ်ဖြစ်အော်တိုဘလာ22ရက်နေ့ကဂံကောမြို့နယ်ဘော်ပြင်းကျေးရွာမှာမဲဆက်စည်းရုံးနေတာပါကျွန်တော်တို့နိုင်ငံတော်တမလာရေးဦးသိန်းစိန်ဒီခိုင်ပြပါဒီဥက္ကဋ္ဌကပြောပါလေတကယ်လားလဲမပြောတာနော် ်ယမနိုင်ငံမှာရူရင်းကြလို့မရှိဘူးဒီကံကြလားပဲရှိတယ်။အကြောင်းမို့လို့ရူရင်းကြလို့တိုင်းနာဖြစ်မပေးနိုင်ဘူးအကြည့်အရင်းတင်ရတာပါလေဥဒ္ဒသမကတိအောင်ဖြစ်ပြီးရှင်းတယ်မဲဆက်စည်းရုံးရမှာဘာသာရေးလူမျိုးရေးကိုခုတော့လုံပြီးမဲမဆွဲဘူးလို့ဥလားစွေကိုတိုင် ပြောဆိုခဲ့ပြီးအခုလိုမဲဆက်ခဲ့တဲ့အတွက်ဒေသခံတွေကဝေဖန်မှုတွေမကျေနပ်မှုတွေရှိနေပါတယ်။ဟုတ် ။အနည်းကကျန်ရင်ဖွင့်ပြပါဒီမန္တလေးဥဒ္ဒဆွေက message ရုံးနေနေမှာလူမျိုးရေးပတ်သက်ရေးကိုခရုံးပြီးမှ message ရုံးတော့ပါတယ်။ and two page လာထကတက်ထွက်ရတဲ့တခင်ဆိုးပါတီတခင်ဆိုးအလန်နီပါတီကိုလည်းတက်ထွက်ခဲ့ရတယ်။အခုလည်းအလန်နီပါတီကိုတက်ထွက်နေရတော့ဆိုပြီးမှအန်နန်ပါတီကိုတွဲဝဲတဲ့နေ့ဖြင့်တွဲတဲ့နေ့ဖြင့်ပုတ်ခတ်ပြီး message ရုံးတော့ပါတယ်။ and အဲ့ဒီပါတီကနိုင်ငံတော်မှဆိုရှိရနှာခေါင်းရှည်တဲ့အနန်းအပူဖက်ကိုလည်းခံနိုင်လို့ပြောတော့ပါတယ်။ ဒေသခံပြည်သူတွေအများစုကတော့2015ရွေးကောက်ပွဲကိုအေးအေးချမ်းချမ်းပြီးဆုံးသွားဖို့ဆန္ဒရှိကြပါတယ်2015ရွေးကောက်ပွဲကိုအောင်နိုင်ရေးအတွက်တရားမျှမျှတတလိုချင်နေဆိုရင်တော့တပါတီနဲ့တပါတီအတက်ခံမပြူပါပဲနဲ့ပူပေါင်းပြီးတော့မှဖြည့်ရှင်းသွားကြရင်တော့နိုင်ငံတော်အတွက်အตาရာဆုံးရွေးကောက်ပွဲဖြစ်နေတယ်လို့ မကွေးတိုင်းဒေသကြီးခံကောနယ်အတွင်းတိုင်းနာစီလုံးညညရေးပါတီပြည်ခိုင်ဖြိုးပါတီအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အမျိုးသားညညရေးပါတီတွေကကိုယ်တည်းလောင်းနေနဲ့တတိပုဂ္ဂလကိုယ်တည်းလောင်းနေစုစုပေါင်း22ဦးဝင်ရောက်ရှင်ပြန်ရမှာပါကျမခင်မဲစော်ပါရှင်